အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ hero ကနေ zero ဖြစ်စေခဲ့တဲ့ဈေးကွက်မှာ special key ဒါမှမဟုတ် kicker လို့ခေါ်တဲ့ကတ်တမင်းမူရစ်စီဝါအကြောင်းမဖြစ်ပါတယ်ဒါကတော့မြန်မာနိုင်ငံမှာ k လို့လူသိများကြပါတယ်ကတ်တမင်းဆိုတာမူလကခွဲစိတ်ခန်းနေမှာမီဈေးအဖြစ်တုံးခဲ့တဲ့ဈေးဝါတစ်မျိုးပါဒါပေမဲ့လည်းခုခါမှာတော့ညာကလတ်တွေ ပါတီပွဲတွေမှာမူရစေးအဖြစ်အလွဲသုံးစားပြုလုပ်လာကြပါတယ်။ဒီဆေးကစိတ်ကိုပြောင်းလဲစေပြီးအန္တရာယ်အလွန်များတဲ့ဘေးထွက်ဆူကျိုးတွေရှိပါတယ်။ဒီလောက်အန္တရာယ်များတဲ့မူရစေးကဘယ်ကပေါ်လာတာပါလဲ။ဘယ်သူတီထွင်လိုက်တာလဲ။အများစုကတော့တရုတ်နိုင်ငံလို့ဖြေကြပါလိမ့်မယ်။ဒါပေမဲ့ဒီဖြေဟာစန့်ကျင်ဘက်ဖြစ်ပါတယ်။ ကတ်မင်းရဲ့မူလအစဟာ1962ခုနှစ်ကအမေရိကန်ပြည်ထောင်စုကဒေါက်တာကေဗင်စတိန်လို့ခေါ်တဲ့သူကခွဲစိတ်ခန်းနေမှာအသုံးဖြုဖို့မေဇေးအဖြစ်တီထွင်ဖန်တီးခဲ့ပါတယ်။သူပေါ်ဆက်တဲ့လူသားအကျိုးပြုဆေးဝါးတစ်ခုဟာနောက်နှစ်ပေါင်း30အကြာမှာပဲမူရစီအဖြစ်ပြန့်နှံ့သွားခဲ့ပါတယ်။1990နောက်ပိုင်းတွေမှာတော့စိတ်အာရုံကိုပြောင်းလဲစေနိုင်တဲ့အာနိသင်ကြောင့်ပါတီပွဲတွေမှာရေပန်းစလာတဲ့မူရစီတစ်ခုဖြစ်ခဲ့ပါတယ်။ K ဆိုတာဘာတွေနဲ့ပေါ်ဆက်ထားတာပါလဲအဓိကပါဝင် ပစ္စည်းကတော့ကက်ဒမင်းဟိုက်ဒရိုကလိုရိုက်ဖြစ်ပါတယ်ဒီဆေးဟာပုံစံ၃မျိုးနဲ့ထုတ်လုပ်ပြီးတော့ရခင်ကတော့ဆေးရုံတွေမှာထိုးစစ်အဖြစ်သုံးပြခဲ့တဲ့အရည်အနေနဲ့ထုတ်လုပ်ပြီးတော့နောက်ပိုင်းမှာတော့နှာခေါင်းကရှူသွင်းတဲ့အမှုန့်နဲ့ဆေးပြားတွေကိုပါထုတ်လုပ်ခဲ့ပါတယ်။သုံးဆဲသူတွေရဲ့အဆိုမှာတော့ထုတ်လုပ်တဲ့နေရာပုံမူတည်ပြီးရောစက်မှုလည်းကွဲပြားတယ်လို့ဆိုပါတယ်။တခါတရံမှာတော့ အနည်းငယ်များတဲ့စီးရီနဲ့လည်းရောနှောထားတတ်တယ်လို့သိရပါဗျ။ဒီလိုဓာတုပစ္စည်းတွေနဲ့ရောစပ်မှုပေါင်းများစွာပါဝင်တဲ့မူရစ်စီရဲ့အကျိုးအာဏိသင်္ကပါတွေပါလေ။ကေကိုအသုံးပြုပြီး10မိနစ်ကနေမိနစ်30အတွင်းချက်ချင်းအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။အဲ့ဒီနောက်မှာတော့ dissociative effect လို့ခေါ်တဲ့ကိုခန္ဓာနဲ့စိတ်နဲ့ကွဲထွက်သလိုခံစားရပါမယ်။စိတ်တွေကျလာပြီးတော့အမြင်အာရုံတွေပြောင်းလဲလာပါမယ်။ဥပမာအယောင်တွေကပူတောက်လာပြီး တီလုံးတန်တွေပူပြီးမြူကျလာစေပါတယ်။စီးပမာဏကိုအလွန်ကျုံသုံးဆမိရင်တော့လုံးဝလှုပ်ရှားမရတော့ပဲအိမ်မက်ဆန်ဆန်အခြေအနေမျိုးကိုလည်းခံစားရတယ်လို့ဆိုပါတယ်။ဒီအခြေအနေဟာကြောက်စရာကောင်းပြီးအသက်တည်ဆုံးတဲ့အထိဖြစ်နိုင်တယ်လို့လည်းသိရပါတယ်။တမန်အဖြစ်ရုပ်ပိုင်းဆိုင်ရာတက်ရောက်မှုတွေကတော့နှလုံးခုန်မြန်တာရုတ်တရက်သွေးတိုးတာကျုပ်အန္တရာယ်နဲ့ကြွက်သားတွေထုံကျင်တာတွေကိုခံစားရနိုင်ပါတယ်။ဒီလိုဆိုရင် စီးသုံးဆွဲပြီးတော့နောက်ကဘယ်လိုဝေဒနာမျိုးခံစားရပါသလဲစီးပြေသွားတဲ့အချိန်ကမ်ဒေါင်းမှာတော့စိတ်ပိုင်းဆိုင်ရာအနေနဲ့ရှုပ်ထွေးတာစိတ်ဓာတ်ကျဆင်းတာမှတ်ညံချွေရင်းတာတွေကြုံတွေ့ရနိုင်ပြီးတော့ရုပ်ပိုင်းဆိုင်ရာအရာကောင်းကြိုက်တာအားနေတာပြုတ်အန်တာတွေလည်းခံစားရနိုင်တယ်လို့သိရပါတယ်ဒီဆေးကိုဒီဇိုင်းမမှအသုံးပြုတဲ့သူတွေအတွက်ကျန်းမာရေးဆိုင်ရာစိုးကျိုးတွေကဘာတွေဖြစ်မှာလဲရေတို့စိုးကျိုးအနေနဲ့အသက်ရှင်မြန်တာ ၊သွေးတိုးတာ၊တတိလက်တာအန္တရာယ်ဖြစ်ပေါ်နိုင်ပြီးတော့ရေရှည်ဆိုးကျိုးတွေမှာတော့စီးအိမ်ပျက်စီးတာဥပမာအနေနဲ့စီးသွားရခတ်တာစီးတဲ့သွေးပါတာစီးအိမ်ပျက်စီးတဲ့ပြဿနာနဲ့တချို့ဆိုရင်စီးအိမ်ကိုပါခွဲစိတ်ပြီးဖယ်ရှားရတဲ့အထိဖြစ်သွားကြပါတယ်စိတ်ကျမရေးအနေနဲ့စိုးရိမ်စိတ်များပြားလာတာစိတ်ကစင်ကလေးဖြစ်တာနဲ့အုံနောက်ပျက်စီးတာတွေမှတ်ညံတဲ့အာယုံစူးစိုက်မှုကြာဆင်းတာတွေဖြစ်နိုင်ပါတယ်ဒီလိုအနေအများနဲ့ဆေးကို မြန်မာနိုင်ငံမှာတော့အမှုတ်တဂရန်ကို9000ကနေ3000ခွဲအထိရှိပြီးတော့ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာတော့ဈေးနှုန်းပူပြီးမြင့်မာတက်ပါတယ်တဲ့အခြေသေးနဲ့ရောစက်ထားတဲ့ဈေးတွေကိုတော့ဈေးသက်သာစွာရနိုင်ပါတယ်ဈေးပြားတစ်ပြားကို2000ကနေ9000အခြေ1မီလီလီတာကိုတော့3000ကျပ်နဲ့အထက်မှာရှိပြီးတော့ဒါတွေကမူလဈေးပဲဆိုင်ရာအသုံးပြုတဲ့ပုံစံဖြစ်တာကြောင့်ရှားပါပြီးတော့ဈေးနှုန်းမြင့်မာတာဖြစ်ပါတယ်ဒါတွေကခက်မှန်ချက်ဈေးနှုန်းတွေဖြစ်ပြီးတော့ ကျွန်တော်လည်းမတုံးဘူးလို့တိကျတော့မသိပါဘူးဒါပေမဲ့ KC တကရံအတွက်ကြက်တသိန်းပေးရပြီမဲ့ဒီဆေးကြောင့်စီးရင်ပျက်စီးခဲ့ရင်တော့ကုသတဲ့နှုံထားကဒီထက်ပိုပြီးကုန်ကြနိုင်ပါတယ်နောက်ထပ်အရေးကြီးဆုံးချက်ကတော့ကီနဲ့မျိုးသမီးတွေရဲ့လုံခြုံရေးစိုးရိမ်မှုတွေဖြစ်ပါတယ်။ကီဟာမျိုးသားမျိုးသမီးမရွေးလူမှုရေးနဲ့ရုပ်ပိုင်းဆိုင်ရာတွေမှာအန္တရာယ်များတဲ့မွေးရည်ဆေးဝါးဖြစ်ပြီးတော့သူတို့ပြည့်အမျိုးသမီးတွေမှာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လူကုန်ကူးမှုနဲ့စိတ်ကျန်းမာရေးပြဿနာတွေကိုဥတည်စေနိုင်တယ်လို့ပညာရှင်တွေကဆိုပါတယ်အမျိုးသမီးတွေအတွက်ရုပ်ပိုင်းဆိုင်ရာအန်ဒီရီတွေအနေနဲ့ကေကိုအလွန်ကြုံသုံးဆွဲပြီးရင်အမျိုးသမီးတွေဟာတတိလစ်ပြီးအချမ်းပတ်ခံရနိုင်ကြီးမြင်မာပါတယ်။ဥပမာပါတီပွဲတွေ private party ပွဲတွေမှာကေရှူပြီးတတိလစ်သွားတဲ့အမျိုးသမီးတွေဟာ လိန်ပိုင်းဆိုင်ရာအလွဲသုံးစားမှုတွေကိုတိတိတသာရောမတိမတာပါ ကြုံတွေ့ခဲ့ရပါတယ်။ဒါအပြင်ကေဟာ ခန္ဓာကိုယ်ရဲ့တုတ်ပြန်မှုနှီးကွေးစီပြီးတော့အကျန်းပတ်မှုကို ခုခံမှုအတွက်လဲခက်ခဲစီတယ်လို့စိတ်ပညာရှင်တွေကဆိုပါတယ်။နောက်တစ်ချက်ကတော့လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာအန္တရာယ်တွေဖြစ်ပါတယ်။ဒီနေရာမှာတော့မွေးဆေးဝါးသုံးဆွဲပြီးတဲ့နောက်မှာလူကုန်ကူးမှုကျူးလွန်ခံရတဲ့ဖြစ်စဉ်တွေဆေးသုံးဆွဲပြီးတတိလစ်နေတဲ့အမျိုးသမီးတွေအပေါ်ဖန်ဆီးခေါ်ဆောင်သွားပြီးလိင်လုံသားအဖြစ်ခိုင်းစီတာတွေလည်းဖြစ်ပေါ်ခဲ့မှုပါတယ်။စကြဲမှာဤထိခိုက်မှုတွေအနေနဲ့လေကေကိုဒီဇိုင်းမမတ်တုံးဆွဲမယ်ဆိုရင်စိုးရင်စိတ်တွေ စိတ်ကစင်ကလေးဖြစ်တာတွေနဲ့အကြံဖတ်မှုကိုပုံမှန်ထင်မြင်လာတဲ့အကျင့်စရိုက်တွေလည်းဖြစ်နိုင်စေပါတယ်။ဒါဆိုရင်စေတုံးဆွဲမှုပပျောက်ဖို့ဘာလို့ကြမှာလဲ။စေတုံးဆွဲမှုပပျောက်ရင်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကုစားနိုင်ဖို့အတွက်မွေးဆေးဝါးနဲ့ပတ်သက်တဲ့စူးကြိုးတွေကို အမြဲတစေလေ့လာမှတ်သားပါ၊ဖြန့်ဝေပါ။မွေးဆေးဝါးတည်ယူမှု၊ရောင်းချမှုနဲ့တုံးဆွဲမှုတွေကိုမြင်တာနဲ့သက်ဆိုင်ရာကိုတည်င်းပေးတိုင်ကြပါ။ကေတုံးဆွဲတာဟာဥပဒေအရညှိစွန်းပြီးတော့ မြန်မာနိုင်ငံရဲ့ဥပဒေအရပြင်မှုတစ်ခုဖြစ်ပြီးထောင်ဒဏ်ကြားခံရနိုင်ပါတယ်။ဒါအပြင်ဈေးကွက်ထဲမှာရောင်းချနေတဲ့ခေမူရစီဝါဟာအစိတ်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေရောဆက်ထားနိုင်ပြီး အသက်အန္တရာယ်အတွက် လုံးဝလုံးဝစိုးရိမ်ရပါတယ်။လူသားမျိုးနွယ်ညွန့်တုံးစေတာမူရစီဝါပါ။ပညာရှင်မဟုတ်တဲ့အတွက်ဖမ်းမလေးလာထားတာကိုဘူးသူရအဖြစ်မျှဝေတာဖြစ်ပြီးလူအချက်တွေရှိခိုင်းရင်လည်းနားလည်ပြီးစီလိုပါတယ်ခင်ဗျာ။ ယေရှုအားပေးသူတယောက်ချင်းစီတိုင်းကိုအထူးအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်။ password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာ။ဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ